မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တပည့်ချင်းမှုနယ်တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခတ်သိမ်းပိုက်ကလက်လက်ခရမ်းတွေနဲ့ကားတွေကိုသိမ်းဆည်းရရှိပါတယ်မိုးကုတ်နယ်လာရှိုးမကြသေးဘူးလို့အကြမ်းဖက်စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးကလိမ့်လေညင်းဆိုတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတန်းတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကို KI ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိလိုက်ပြီးလက်လက်ခင်းရံတွေနဲ့ကားတွေကိုသိမ်းဆဲရရှိခဲ့လို့ KI ရဲ့စီးရီးသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဇွန်လ25ရက်မနေ့7:00မိနစ်30လောက်မှာတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကို KI KPDF ABSG ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကအပြည့်အသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်အဲ့ဒီတွင်းငယ်ရဲစခန်းကို KI KPDF ABSG ရဲ့ပူးပေါင်း င်းတပ်ဖွဲ့တွေကအပြည့်အသက်တင်ပတ်လိုက်တာဖြစ်ပြီးလက်လက်ခရမ်းတွေနဲ့ကားတွေကိုတိုက်ဆက်ရမ်းမိခဲ့တယ်လို့လည်း KIA စီးသတင်းမြစ်ကပြောပါရရှင်ဒီတစ်ခါမှာတော့မိုးကုတ်နဲ့လာရှုံမျိုးမကြသေးဘူးလို့အကျန်းဖက်စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးကညှင်းလိုက်ပြီး ပုံမှန်ညင်းနေကြအကြက်ဖက်ဇော်မင်းတို့ကထွက်မရှင်းရဲ့ပဲသူ့ကိုစားအကြက်ဖက်ဘုံမှုဇော်မင်းဆိုသူကထွက်ရှင်းခဲ့ပါတယ်မိုးကုံမှာစစ်အခြေအနေရစစ်တပ်ကလုံခြုံရေးစခန်းတွေကိုပေါင်းစည်းမှုတွေလှုပ်ဆောင်ကာမိုးကုံမှာပြည်သူတွေက TNL အပါအဝင်တော်လိုင်းတပ်တွေကိုတောင်းတောင်းဖြတ်ဖြတ်ကြိုးစုံမှုမှာလဲအစ်စ်မှန်မဟုတ်ပဲဝါရဖြတ်နိုင်ရန်အတွက်လုံကြံရိုက်ကူးထားခြင်းဖြစ်တယ်လို့အကြက်ဖက်ဇော်မင်းကပြောပါတယ်ကြိုးစုံသူတွေမှာသက်ဆိုင်ရာတော်လိုင်းရဲ့အဖွဲ့တွေရဲ့မိသားစုဝင်တွေနဲ့သက်ဆာမဲ့စီရီယယ်ဝန် န်းတွေကိုစုစည်းပြီးဝါရဖြတ်လုတ်ကြံရိုက်ကူးခြင်းဖြစ်တယ်လို့အကြမ်းဖက်ဇော်မင်းကပြောပါရယ်။လာရှိုးမျိုးကြသွားတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချတယ်ဆိုတာလည်းမဟုတ်မှန်ပဲ။လာရှိုးမျိုးကိုဆက်လက်တိုက်ခိုက်ရမှာစိတ်ဓာတ်ဆစ်ဆစ်ရေးအတွက်ကုန်းညောင်ရွာနီးလေးချင်ရေးတပ်ကိုတိုက်ခိုက်တဲ့နေရာမှာဖမ်းဆီးရရှိခဲ့တဲ့စစ်ပညာကိုလုံလုံလောက်လောက်တင်ကြားရရှိမှုမရှိသေးတဲ့တင်နန်းသားတွေကိုနီးပြအချို့ကအုံချကလက်လက်ချတဲ့ပုံစံဝါရဖြတ်နေတာဖြစ်တယ်လို့လည်းဆိုထားပါရယ်။လာရှိုးမျိုးအနီးပတ်ဝန်းကျင်က ာစစ်စခန်းတွေကိုစွန့်လွတ်စွန့်ခွာထားရပြီမဲ့လဲ MND အဆင့်ဆင့်ခံစစ်စင်ချိန်မုံနေရလို့လည်းပြောပါရတယ်။လာရှိုးမျိုးကိုအ мян ဆုံးထိန်းချုပ်နိုင်ရဆောင်ရနေရလို့လည်းစစ်ကောင်စီကပြောပါရတယ်။ဒါပေမဲ့လက်ရှိမှာတော့မိုးကုတ်မြို့နယ်တစ်ခုလုံးကိုဇူလိုင်လ24ရက်နေ့မှာ TNL ဥဆောင်တဲ့တော်လန်တက်တွေက၎င်းလာရှိုးမြို့နယ်ကိုဇူလိုင်လ25ရက်နေ့မှာ MND ဥဆောင်တဲ့တော်လန်တက်တွေက၎င်းအတီတီသိမ့်ပတ်ရရှိထားရလဲဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်တိုင်းတစ်ပောက်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်မုံမိတ်မြို့တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကအင်အားဖြစ်တင်းမှုတွေလှုပ်ဆောင်နေတယ်လို့ TNL ကပြောပါရစေ။ဂျွမ်းလ25နဲ့မွန်လွန်2နာရီမိနစ်50လောက်က နောင်ချုံမြို့ရေဖြူရွာမှာစစ်အင်အားဖြစ်တင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တောင်းတမတော် DNL တို့တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါဗါးအလားတူမုံမိတ်မြို့နယ်မှာလည်းညနေ9နာရီလောက်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့မုံမိတ်ဘျူဟာဂုံးကိုတောင်းတမတော် DNL ကတိုက်ခိုက်ခဲ့လို့လည်းသိရပါဗါးဒါအပြင်မုံမိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကြန့်ရှိနေတဲ့ဘျူဟာဂုံးအတွင်းကိုစစ်ကောင်စီတပ်ကဝိုင်းတွဲနဲ့လက်လက်ခဲယမ်းတွေတစ်ချိန်လာရောက်ကျဲချခဲ့လို့လည်းသိရပါဗါးရှင် ဆက်လက်ပြီးတော့တက်တုံညာနှစ်ခုဆစ်စီရေဒုတိယပိုင်းတလတာကလာတွင်အကျန်းဖက်စစ်တပ်ကလေကြောင်းလက်လက်ကြီးတွေနဲ့ပြစ်ကတ်တိုက်ခိုက်မှုကြောင့်ပြည်သူ125ဦးဟာသေဆုံးသွားခဲ့ရပြီး169ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့တရနလီကတရဝင်ပြောကြားလိုက်ပါတယ်။ဇွန်လ25ရက်နေ့ကနေစတင်ခဲ့တဲ့ PSLF တရနလီနဲ့မဟာမိတ်တပ်တွေဆင်နွှဲခဲ့တဲ့တက်တုံညာနှစ်ခုဆစ်စီအပိုင်းတွေဟာဇွန်လ25ရက်မှာတလပြစ်ခဲ့ပြီးလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့တလတာကလာတွင်အကျန်းဖက်စစ်က ောင်စီတပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခတ်မှုကြောင့်အရက်သားပြည်သူ125ဦးဟာသေဆုံးသွားခဲ့ရက169ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်နေအိမ်63အိမ်ဖုံးရီးကျောင်း၈ကျောင်းနဲ့စာတင်ကျောင်း9ကျောင်းထိခိုက်ပျက်စီးခဲ့လို့လည်း TNL ရဲ့ထုတ်ပြန်ချက်အရသိရှိရပါဗျ။ဒါအပြင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့လာရှိုးနောင်ချိုမိုးကုတ်ကြောင်မဲတို့ကဒေသခံပြည်သူ3000ကျော်ဟာလည်းဘေးလွာတိမ်းရှောင်နေကြတယ်လို့သိရပါဗျ။ ဒီခါမှာတော့အမျိုးသားညညရေးဆိုရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကလည်းမိုးကုတ်မြို့သိမ်းတိုက်ပွဲတပ်ပုံတွေကိုထုတ်ပြန်လိုက်ပြီးနောင်ချိုစင်ကူမိုးကုတ်မြို့သိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့တောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဇွန်လ24ရက်နေ့ညနေ9:00နာရီဝန်းကျင်လောက်မှာမိုးကုတ်မြို့ကိုအပြည့်အသက်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုးကုတ်စစ်စစ်ရေးတွေမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ဒရ ုံးတပ်ဖွဲ့ဟာမာမိတ်တွင်နဲ့ဟန်ချက်ညီညီလက်တွဲကစစ်စင်ရေးတွေကိုဖော်ဆောင်နိုင်ခဲ့လို့လည်းသိရပါဗျ။မိုးကုံမြို့ဟာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဆင်နွှဲနေတယ်။စစ်စင်ရေးတွေမှာနောင်ချိုစင်ကူပြင်းရင်တတိယမြောက်သိမ်းယူနိုင်ခဲ့တဲ့မြို့လဲဖြစ်တယ်လို့သိရပါဗျ။ မန္တလေးသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတန်းစင်ကူးမြို့နယ်ရွာသားရပြူစောတိရွာကအကြက်ဖက်စစ်တပ်စခန်းကို တော်လန်တပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတပ်သားအများအပြားဟာထေသွားခဲ့ကထွက်ပြေးလွတ်မြောက်သူတွေလည်းရှိခဲ့လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဂျွမ်းလာ25နှစ်မနဲ့9နိုင်လောက်မှာစင်ကူးမြို့နယ်ရွာသားရပြူစောတိရွာကအကြက်ဖက်စစ်တပ်စခန်းကိုတော်လန်တပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီးပြူစောတိအများအပြားထေသွားခဲ့ ယ်လို့လည်းသိရပါဗါတယ်။အဲဒီစကန်းကိုတိုက်ခတ်သိမ့်ပိုက်နိုင်ခဲ့ပေမဲ့လည်းစစ်ဘိုလ်ထက်လွယ်အောင်ဖြူစောတီခေါင်းဆောင်အောင်မင်းဘဲမော်ကျော်မင်းသူ ထုံးကြီးတို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်းစင်ကူးမျိုးနဲ့တင်းမှန်ပြန်ကြားရဲ့အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတန်ရေတာရှင်ပြုတ်နဲ့အနောက်ချမ်းစံတော်ဘုတ်ကျွရအုပ်စုမှာရှိနေတဲ့အုပ်ချုပ်ရုံမှုတွေက ပြည်သူတွေစီကနေချင်းချောက်ကောက်ခံထားတဲ့ငွေကြေးတွေကို ရေတာရှင်ပတ်ကပ်ပအဖွဲ့ကတွားရောက်တောင်းယူကပြည်သူတွေစီကိုပြန်လည်ပေးရခဲ့လို့ဒေတာတော်လိုင်းတပုတ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ကျွရအုပ်ချုပ်ရေးမှုတွေဟာကျွရအုပ်စုတစုကိုပြည်သူစင်အုပ်ပေးရမှာဖြစ်ပြီးလူမပေးနိုင်ရင်ကျွရတအုပ်စုကိုငွေကျပ်သိန်း90ပေးရမယ်လို့ဒေတာနေပြည်သူတွေကိုချင်းချောက်တောင်းခံခဲ့တာလည်း ြစ်ပါတယ်။အဲလိုတောက်ခန္ဓာနဲ့ပတ်သက်ပြီးပြည်သူတွေကကျေးရွာပတ်ကပ်ဖတွေစီကိုတန်ကြားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲလိုတန်ကြားခဲ့တာကြောင့်ရတရှိပတ်ကပ်ဖအဖွဲ့ကပြည်သူတွေစီကနေကောက်ခံထားတဲ့ငွေကြေးတွေကိုအုပ်ချုပ်ရေးမှုတွေစီကနေတွားရောက်တောင်းယူပြီးဒေသနေပြည်သူတွေစီကိုပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့အာဆီယံအစိုးရများဆိုင်ရာလူ့ခွင့်ရေးကော်မရှင်အစည်းအဝေးမှာစစ်ကောင်စီကိုညှင်းပယ်ဖိတ်ချန်ပြီးမြန်မာပြည်သူတွေကိုကိုစားပြုတဲ့ရွေးကောက်ခံအစိုးရကိုဖိတ်ကြားဖို့အတွက်အိတ်ဖွင့်ပေးစာကို Defense မြန်မာ Democracy ကပေးပို့ခဲ့လို့သိရပါဗါတယ်။အဲ့ဒီအိတ်ဖွင့်ပေးစာမှာလာအိုနိုင်ငံ VNG မြို့မှာဇူလိုင်လ22ရက်နေ့ကနေ26နှစ်အထိကျင်းပမယ့်အာဆီယံအစိုးရများဆိုင်ရာလူ့ခွင့်ရေးကော်မရှင်အစည်းအဝေးနဲ့ဆက်လင်းကမြန်မာလူ့ခွင့်ရေးနဲ့မြန်မာပြည်သူတို့ရဲ့ဒီမိုကရေစီလိုလားချက် က်တွေကိုထောက်ခံအားပေးဖို့အတွက်တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ဒါအပြင်အိတ်ဖွင့်ပေးစာမှာမြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကိုအာဆီယံစည်းဝေးတွေနဲ့အခမ်းအနားတွေအလုံးကနေဖယ်ထုတ်ဖို့နဲ့အာဆီယံစည်းဝေးတွေနဲ့အခမ်းအနားတွေအလုံးမှာမြန်မာပြည်သူလူထုကိုစားပြုအနေနဲ့ဒီမိုကရေစီနီးကြရွေးကောက်ခံခေါင်းဆောင်တွေဖြစ်ကြတယ်။အမျိုးသားညီညွတ်ရေးအစိုးရကိုတက်ရောက်ခွင့်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။အကြက်ဘက်စစ်အုပ်စုကိုလည်းတရားဝင်အာဏာသိမ်းခဲ့တဲ့အတွက်အစိုးရမဟုတ်ဘူးလို့လည်းထောက်ပြထားပါတယ်။ဒါ ါကြောင့်လဲအာဆီယံစည်းဝေးနယ်အခမ်းအနားတွေမှာအကြမ်းဖက်ဆေးအုပ်စုကိုဖက်ထုတ်ဖို့မြန်မာပြည်သူတွေဒီမိုကရေစီနှိကြရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုကိုစားဖြုတ်ခွင့်ပေးဖို့အေးကြီးလိုအပ်နေတယ်လို့လဲ Defense မြန်မာဒီမိုကရေစီအဖွဲ့ရဲ့အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။